တခါတော့ငါမြတ်စွာဘုရားဟောတယ်သူရဲ့မိကလေးအမှန်တမ်းလိမ်ပါတယ်အိမ်ဝေယဝိစာရေအဲ့ဒီကလေးပါလေအကုန်လုံးပေးတာတနေ့ကျတော့အဲ့ဒီကလေးမလေးသေးသွားတယ်ငယ်ငယ်ရွယ်နဲ့ဆုံးသွားတယ်ဆုံးသွားတော့ဝိဒါခာအတုဘချာပြီးဘုရားစီရောက်သွားငိုငိုယွယွနဲ့ရောက်သွားအဲ့ဒီမှာမြတ်စွာဘုရားပေးတယ်ဘာဖြစ်လို့လဲဆိုသူမြီးမလေးဆုံးသွားလို့ ဲ့တော့ဟဲ့ဝိတခငါခဏခဏပြောတာပဲသင်္ခါရတရားဆိုတာဘယ်ဟာမှမမြဲဘူးအလုံးဟာတည်ခြင်းမှာဆုံးသက်တယ်ဆိုတာမသိဘူးလားလို့ဆိုတိပါတယ်ဖရာတဲ့ဒါပဲမဲ့လို့ဒီကလေးလေးကလိမ္မာလုံးအကြည့်လို့ပါဆိုနော်အဲ့ဒါမြတ်စွာဘုရားအမေးတယ်ဒီလိုလိမ္မာတဲ့ကလေးလေးနောက်တန်းတရားလောက်ရရင်လိုချင်သေးလားဆိုလိုချင်သေးတယ်သူဖြေဖို့ကြည့် မြတ်စွာဘုရားအဲ့ဒါမင်းချစ်တဲ့လူတယောက်ရှိရင်ဒုက္ခတစ်ခုရှိတယ်သာမှတ်ချစ်တဲ့လူတရားရှိရင်ဒုက္ခတရားရှိပြီသာမှတ်ပြီတော့အဲ့တုတ်တန်ရှိတယ်ဟောထားတာအဲ့လိုနော်အဲ့တော့သူကဒုက္ခကိုဒုက္ခထင်နေသေးတယ်အတုပါကိုလည်းသူ့ဘာလို့ထင်နေသေးတယ်တင်ညာရှိတယ်စိတ်ဓာတ်ရှိတယ်မောင်ရင်းမှုတွေတွေသူမှရှိနေသေးတယ်သူတို့ဆိုလိုတယ်ပေါ့